My name is Mama. My father name is Uba. ဆိုတာညီမတို့မျိုးယောက်ျားလေးရိအချိန်ကမြန်အောင်မှာအင်္ဂလိပ်စာသင်ပြောရရေးရများတိရှိတဲ့အင်္ဂလိပ်စာကျောင်းနှစ်ကျောင်းပါပဲ။ဒီနိုင်ငံလုံးမမောင်အားလုံးရဲ့အဖေကဥပဖြစ်သွားတာပေါ့။မမောင်ဆိုတာကမြန်မာမျိုးသားတွေတာယောက်ျားလေးတွေကိုတော်တော်ပိတိပိထားရှိတဲ့နာမည်မျိုးဖြစ်ပါတယ်။အဲရှေးကမမောင်ဆိုတဲ့အမည်ပိုင်ရှင်နဲ့အများကြီးရှိခဲ့တယ်လို့ဒီမိဘမောင်ဘွားတွေကြားထဲမှာတားတူးတဲ့မွေးရင်လည်းမမောင်ဆိုပြီးတော့အိုင်းခေါ်ကြတာမျိုးရှိပါတယ်။ တော့နိုင်ငံရေးစက်ခုံပေါ်မှာလည်းမမောင်မီပိုင်ရှင်နှစ်ဦးပေါ်ပေါက်ခဲ့ပါတယ်ဒီနှစ်ယောက်ကိုတချို့ကတူးတဲလို့လို့အမြင်မှားနေရှိပြီးတော့သူတို့ပြည့်စုံခဲ့တဲ့စာတွေကိုလည်းဘယ်မမောင်ရေးတလဲဆိုတာရောထွေးတတ်ပါတယ်သူတို့ကတော့သမရဟောင်းဒေါက်တာမမောင်နဲ့မွချူဟောင်းမမောင်တို့ဖြစ်ပါတယ်နောက်စလုံးကတော့အာနာရှင်ကြီးဦးနေဝင်းရဲ့အသုံးတော်ခံတွေဖြစ်ခဲ့ရပြီးတော့အာနာသိမ့်မှုနှစ်ကြိမ်ဖြစ်တဲ့1958နဲ့1988မှာအရေးကြီးဆက်ကောင်တွေဖြစ်ခဲ့ပါတယ်သူတို့နှစ်ယောက်ရဲ့တူတာမတူတာတွေနဲ့တပိုင်းဆိုင်ရာတွေကိုပြောဆိုဖို့ စီစဉ်ပြစ်တာက Google ကိုယ်တိုင်ကသူတို့မြောက်ကိုရောထွေဖော်ပြခဲ့လို့ပါပဲ From Sangha to Ladies Burmese Nationalist Movement 1920 1940စာအုပ်ကိုဥမ္မမောင်ရေးတယ်လို့ဖော်ပြပေမဲ့အဲ့ဒီဥမ္မမောင်ကိုဒေါက်တာမမောင်တို့ Google ကမှာရင်ထည့်သွင်းထားပါတယ်တကယ်ကဘုန်းကျော်ဟောင်မမောင်ရဲ့လက်ရစာအုပ်ပါသူတို့နှစ်ယောက်ကြောင်းတုံးမဲ့ podcast ကိုလည်းမမောင်စိုးရီ TU ရှိသူများတို့အမိပေးရတဲ့ပုံမှာနည်းနည်းရှင်းချက်ထုတ်ရှင်းပါတယ်တကယ်တော့မမောင်စိုးရီ TU ရှိဆိုတာက အငိမ့်မီကင်းကြီးဂီတမဲလှလေးစိန်ရဲ့တမိုင်းဝင်တခြင်းဖြစ်ပါတယ်။နောက်ပြီးဒီနာမည်ကညမလူလူတခုမှလှုပ်ရှားမှုကနေဖဲထုတ်မရတဲ့မမုံဆိုလီထီယိုရှီတန်ချက်အဖွဲ့ကြီးရဲ့နာမည်လေးဖြစ်နေပါတယ်။မမုံလို့အမည်ရှိသူနှစ်ဦးမနီဝင်းရဲ့အကျိုးတော်ကိုဆောင်ခဲ့ကြတဲ့အကြောင်းကိုဖော်ပြခြင်းလို့ဒီလိုတမိုင်းရတမှုရှိတဲ့နာမည်ကိုသုံးခဲ့မိတဲ့အတွက်လည်းခွင့်လို့ဆေးလို့ပါတယ်။သူတို့နှစ်ဦးမှာတူတာတွေလည်းရှိသလိုမတူကွဲပြားတာတွေလည်းရှိပါတယ်။အတည့်ရအဖြစ်ငါးနှစ်လောက်ကြာတဲ့ဒီနှစ်ဦးဟာမျိုးဆက်တူလို့ ဆိုနိုင်ပေမဲ့လို့အသက်၅နှစ်ကြီးတဲ့ဘုက္ကုမောင်မောင်ကနိုင်ငံကြီးမှာတားထွက်စောသလိုငန်းကြချိန်နဲ့အများကြီးစောပါတယ်။နူးစလုံးကပညာရေးကိုအလေးပေးတဲ့မိသားစုတွေကလည်းဆင့်သက်လာသူတွေဖြစ်ပါတယ်။ဘုက္ကုဟောင်မောင်မောင်ကစစ်ထဲမှာဝင်ခင်စစ်ကြောင်းသားတယောက်ဖြစ်ပြီးတော့စစ်တွင်းကာလမှာကျောင်းကနေထွက်ပြီးစစ်ထဲဝင်ခဲ့တာပါ။သူတို့မိသားစုဝင်နေတဲ့မှာနာမည်ကြီးပညာရှင်တူကတော့မြန်မာမျိုးသမီးတွေထဲမှာပါတဂူဘက်ပထမဆုံးရတဲ့မြန်မာပြည်မျိုးပုံရေးဆွဲတဲ့သူပထဝီပမောက္ခသူ့အမရင်းတော်တင်းကြီးဖြစ်ပါတယ် တဖက်မှာလည်းဥပဒေပမောက္ခဥပဒေပါရဂုဘွဲ့နှစ်ထပ်ကွမ်းပိုင်ရှင်ဒေါက်တာမောင်မောင်ကသူမိသားစုတွေမှာဆရာဝန်တွေဘာသာရပ်ပါရဂုတွေကတိကတွေကြားကမောင်ရင်သားရှင်တယောက်ဖြစ်ပါတယ်။ဘုံကျော်မောင်မောင်ရဲ့အဖေကကြေးတိုက်ဝန်ဖြစ်ပြီးတော့ဒေါက်တာမောင်မောင်အဖေကတော့ရှိနေဖြစ်ပါတယ်။ပထမမောင်မောင်ဖြစ်တဲ့ဘုံကျော်မောင်မောင်ကတကယ်ကြောင်းသားဘွားမာတွေကမြေုပ်နိုင်ငံရေးလှုပ်ရှားမှုတွေမှာပါဝင်ခဲ့ပြီးတော့အဲ့ဒီချိန်ကလေးကဆိုရှယ်လစ်နိုင်ငံရေးအုပ်စုတွေနဲ့နှိစက်ခဲ့ပါတယ်။ နောက်တက်ထဲဝင်တော့ဘူဂျုံဆိုင်ရဲ့ပထမဆုံးကိုရီးအရာရှိဖြစ်လာပါတယ်။ဘူဂျုံရဲ့အပါတော်မြဲဆိုရင်ဇာတိဆရာတက်တူနေဝင်ဘူထွန်းလာကိုအများစုကသိကြပေမဲ့ပထမဆုံးဘာတော်မြဲကအပူမမောင်ဆိုတာကတော့သိမသိကြပါဘူး။ဘူကြီးမမောင်ကစေယုံမှာဘူကြီးအောင်ကြီးနဲ့အတူဆိုရှယ်လစ်အုပ်စုစုဖွဲ့တာမျိုးတွေလှုပ်ပြီးတော့စီနီယာရဲဘော်သုံးချီအုပ်စုတွေနဲ့အမြင်မတူတာတွေလည်းရှိပါတယ်။သူတို့ကရဲဘော်သုံးချီရဲ့အပြိုင်ဘက်ဖြစ်လာမဲ့အပြိုင်ဘက်လူဆိုးရမယ်ဆိုရှယ်လစ်ယူနစ်အုပ်စုကိုထောက်မှတယ်။ဂျပန်တော်လိုင်းရေးကာလမှာတော့ မြို့ချစ်ဘမတက်မတော်ရဲ့တိုင်းတက်မှာစီးရေးကောင်းဆောင်တိုင်းမှုနေနဲ့ဘွေးမမောင်ဦးစီးရပါတယ်နောက်ပိုင်းမှာတော့ဘုံမှုမမောင်နေနဲ့ຢာလူတိုးပစ်လိုက်ပါတယ်နောက်စစ်တက်မှာကဘာစစ်ပီပြန်လည်ထူထောင်ရေးလှုပ်တဲ့ချိန်မှာဘာမကော်မရှင်မှာလည်းသူပါဝင်လာပါတယ်နောက်ပိုင်းစစ်တက်ပြန်လည်ထူထောင်ပြီးတဲ့နောက်လွတ်လပ်ရေးခေတ်ကာလမှာမမီကွန်မြူနတီပါတီဘက်ကတော့ခုသူတွေနဲ့တကယ်လည်းတကယ်တော်လိုင်း ဘက်ကိုကူးပြောင်းသွားကြတဲ့အရာရှိတွေတက်ကနေဖယ်ရှားခံရတာထွက်သွားတာတွေဖြစ်ခဲ့ပြီးတဲ့နောက်ဆိုရှယ်လစ်ယူနစ်အုပ်စုအင်အားကြီးမလာပြီးတော့သူထိတ်တန့်ရောက်လာပါတယ်။ဘုံမောင်ဘဝမှာအမှတ်ရစရာတစ်ခုကခရင်လက်နက်ကင်တပ်တွေရဲ့ဖမ်းဆီးချုပ်နှောင်ခံခဲ့ရတာပါ။တနေ့ကြော်ကြာဖမ်းဆီးခံခဲ့ရမှုမှာဒုတိယဗိုလ်မှူးကြီးမောင်မောင်နဲ့အရာရှိ6ဦးကိုကယ်ထုတ်ဖို့စစ်တပ်ကခက်ခဲခဲကြိုးစားခဲ့ရပြီးတော့ညမစစ်တပ်တပိုင်းမှာရဟဲ့ရင်ကိုပထမဆုံးတုံးခဲ့ရတဲ့စစ်စင်ကြီးကဘုံမောင်ကယ်ဆယ်ရေးဖြစ်ပါတယ်။ ဒီကြောင်းတွေကိုဆိုင်းဆရာရန်ကုန်ပတ်ဆွေကတိုက်ယူရကြတော့မျက်ရည်တစ်ပေါက်ဆိုတဲ့ဝတ္ထုမှာရေးခဲ့ပါတယ်။ဖန်ဆီးခံရပြီးတဲ့နောက်ခရစ်ယာန်ဘာသာကိုပုံမောင်ပြောင်းလဲတတ်ဝင်သွားတယ်လို့ဆိုပါတယ်။ဒီလိုဖန်ဆီးခံခဲ့ရပေမဲ့ကြံလွတ်လာတဲ့နောက်သူ့ရဲ့တက်ထဲမှာရေးပါမှုတွေကရော့မသွားခဲ့ပဲနဲ့တက်တီဆောင်ရေးမှာအဆုံကုန်ဆိုင်လုပ်ခဲ့ပါတယ်။နောက်တစ်ချိန်မှာစစ်တပ်ရဲ့ပင်မသွေးကြောတွေဖြစ်လာမဲ့စစ်တပ်ရရှိတွေကိုတောက်လျှောက်မွေးထုတ်ပေးခဲ့တဲ့အခုချိန်မှာလူလူရဲ့အစဲဆိုးကိုခံခဲ့ရတဲ့မိမြုပ်စစ်တပ်ကတူနဲ့ ာထုတက်မျိုးတို့ဟာပုံမမောင်းရဲ့လက်ရာတွေဖြစ်ပါတယ်။တရင်အားကိုစနစ်ကျတိုးချေတာ institutionalize လုပ်ရမှာသူကအားတာပါတယ်။တစ်ဖက်ကသူ့ရဲ့ mix တွေပူအောင်ကြီးကတော့ BTC နဲ့မြောက်ဒီမဂ္ဂဇင်းတွေကိုထောင်းပြီးတက်ပိုင်စီးပွားရေးနဲ့ဝါဒဖြန့်ချီရေးကိုလုပ်သလိုသူကတော့တက်ပုံကြရေးကိုလုပ်ပါတယ်။ပုံမောင်းနဲ့ပတ်သက်ပြီးအမှတ်တရရှိတာက1958အနာသိမ့်မှုဖြစ်ပါတယ်။1958အနာသိမ့်တဲ့ချိန်မှာ တပ်မှာစေဦးစီရာရှိဖြစ်နေတဲ့စေဦးစီရာရှိကျုပ်တို့တော်ခေါ်ရမယ်ပုံမမောင်ကဥလူဆိုရနဲ့ဘုန်နေဝင်းချာမှာအနာသိမ့်မဲ့ကိစ္စကိုညှိနှိုင်းခဲ့ရပါတယ်ဒီ1958အနာသိမ့်ပွဲတနည်းအားဖြင့်ဝန်ထမ်းမီးအနာသိမ့်ပွဲကိုကျွန်တော်ရှေ့မှာဖော်ပြခဲ့တဲ့ဗီဒီယိုမှာပြန်ကြည့်လို့ရပါတယ်အနာသိမ့်မှုလုပ်ငန်းမှာသူဥဆောင်ခဲ့ရပေမဲ့သူဟာ1948ခြေကဥပဒေကိုမဖျက်ချင်ဘူး1948ခြေကဥပဒေဟာခိုင်မာတဲ့ခြေကဥပဒေဖြစ်တဲ့အတွက်ဖျက်သိမ်းရမှာနှမျောတယ်လို့သူကဆိုပါတယ်ဒီကိစ္စတွေကို သူ့ရဲ့အထက်ရရှိပုံနေဝင်ကို ပြန်တင်ပြတဲ့အခါမှာကိစ္စကိုပြအောင်မလုပ်ခဲ့လို့ဆိုပြီးသူ့ကိုဆူတာလည်းရှိပါတယ်1958အနာသိမ့်မှုကိုဥဆောင်ခဲ့တဲ့နောက်1960ရွေးကောက်ပွဲပြီးမှပုံမမောင်တက်ကနေနာဗီခံရပါတယ်ဒီကိစ္စကိုပြောရတဲ့အခါမှာ CIA နဲ့ပေါင်းပြီး training ပေးတယ်ဒါကြောင့်မလို့အနာသိမ့်မှုကျန်စီတာကိုစိုးရိမ်နေလို့ပြောကြပြီမဲ့လို့လွတ်လပ်ရေးရွှေရတုပြည်တွင်းစစ်190စာအုပ်မှာတော့ဘုံကျော်အောင်ကျော်စောက ဘုံမောင်မောင်လေးအနာသိမှုကြံခဲ့တယ်လို့ဒါကြောင့်မို့လို့သူ့ကိုဖယ်ရှားဖို့ကြံခဲ့တာလို့ပြောပါတယ်။သူတက်မှာဆက်ရှိနေရင်တော့ညမစစ်တပ်ရဲ့အခန့်ကဏ္ဍနဲ့ညမစစ်တပ်ရဲ့နိုင်ငံမှာပါဝင်မှုတမျိုးတစ်ပါးသာဖြစ်နိုင်မလားတော့မသိပါဘူး။အဲဒီတော့ကအယက်သားအစိုးရဖြစ်တဲ့ဥနေဝင်ဥနုအစိုးရကလည်းသူ့ကိုပုံနေဝင်နေရာမှာအစားထိုးဖို့စီစဉ်တာတွေရှိပါတယ်။ Now တာမကြီးဘွားနဲ့သူနိုင်ငံတွေကိုပတ်ပြီးတာမက်လုတ်ခဲ့ပါတယ်။ ်ဩစတြေးလျနိုင်ငံမှာလည်းဩစတြေးလျနိုင်ငံမျိုးသားတက္ကသိုလ်မှာမဟာပွဲယူပြီးကြမ်းနေရေးခဲ့ပါတယ်ရှီစီစောစောကပြောခဲ့တဲ့ Public Nationalist Movement 1922 1940ဟာသူ့ရဲ့လက်ရာစာအုပ်ဖြစ်ပါတယ်သူ့ရဲ့မဝိဇာပွဲစာတမ်းလည်းဖြစ်ပါတယ်နောက်1958ကနေ1960ထိအင်ဆောင်ဆိုးရမှတ်တမ်းတွေလည်းသူရေးပါတယ်။ဘူကျောင်းဆိုင်ရဲ့စစ်သားဘဝဆိုတဲ့မှတ်တမ်းကိုလည်းသူအင်္ဂလိပ်လိုရေးပါတယ်။ဒီလိုရေးရမှာတော့ ရဲဘော်သုံးချင်းအုပ်စုတွေရဲ့ခေါင်းဆောင်တွေလို့ပြောရမယ်။ဘူလက်ရာတို့ဘူဆက်ကြာတို့အပေါ်မှာသူ့ရဲ့အမြင်တိတ်မရှင်းလင်းတာကိုတွေ့ရပြီးတော့ဝေဖန်မှုတွေလည်းများပါတယ်။နောက်ထပ်ဇက်ကောင်ဒေါက်တာမမောင်ကတော့သူ့ကို1988မှာတမနာဖြစ်လာပြီးတဲ့နောက်ရတားတမနာရတားလောကကနေလာခဲ့သူပညာရှင်ဘဝကနေတမနာဖြစ်လာသူလို့ဆိုရပါမယ်။သူဟာလည်းဂျပန်ခေတ်မှာစစ်တပ်ထဲကရရှိသူဖြစ်ပါတယ်။ မင်္ဂလာလုံးစစ်တပ်သူစရုပ်ထပ်ဘုဒ္ဓနန်းဆင်ဖြစ်တဲ့ကုမောင်မောင်ဟာနောက်စစ်ပြီးတဲ့နောက်တက်ကနေထွက်ခဲ့ပါတယ်။သူ့ဘူဟောင်းကုမောင်မောင်ကစစ်ပီးစာပြန်ဖွင့်လိုက်ရန်ကုန်တက်ကတူမှာအင်္ဂလိပ်စာနဲ့ပွဲယူဖို့ပြင်ခဲ့ပြီးတော့ဗမောက်ခါတွေဖြစ်တဲ့ဒေါက်တာထင်အောင်တို့စီမှာအင်္ဂလိပ်စာဂုံတူးတန်းန်းကိုတက်ခွင့်ရခဲ့ပါတယ်။နောက်မြန်မာလွတ်လပ်ရေးညညာစာတန်းကိုဥတန်တို့ဆရာစီရတို့ဥဆောင်မှုအောက်မှာသူကအင်္ဂလိပ်လိုမူကြမ်းပြန်ဆိုပေးခဲ့ရတယ်လို့ဆိုပါတယ်။နောက် မလေးရာအပြီးမှာအင်္ဂလန်မှာသူ journalism နဲ့ဥပဒေပညာသင်ယူခဲ့ရပြီးတော့1952မှာဝက်လုံဝက်ရခဲ့ပါတယ်1956ခုနှစ်မှာလည်း Netherlands Youth Stress တက္ကသိုလ်ကနေအပြီးဆိုင်ရာဥပဒေပါတဂုတ်ဝက်ရခဲ့ပြီးတော့မှဒေါက်တာမောင်မောင်ဖြစ်လာပါတယ်သူ့ရဲ့စာအုပ်တွေထဲမှာ ကြေးကြီးတာကတော့ဒုတ်ပြည်တော်စုမြန်မာနိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံဆိုတဲ့စာအုပ်ဖြစ်ပါတယ်။ဒါ1959ခုနှစ်အိမ်ဆောင်ခေတ်မှာထုတ်ခဲ့တာဖြစ်ပြီးတော့ Guardian ဥစိန်ဝင်းရဲ့ Guardian ခေတ်မှာသူပြုစုခဲ့တဲ့စာအုပ်ဖြစ်ပါတယ်။1940အခြေခံဥပဒေရဲ့ကောင်းချက်တီအသာချက်တီကိုထုံမွှန်းထားတဲ့ဒီစာအုပ်ကိုသူပြုစုခဲ့ပေမဲ့1962ကအာဏာသိမ်းခဲ့ပြီးဒီဖွဲ့စည်းပုံအခြေခံဥပဒေကိုဖျက်ခဲ့တဲ့အစိုးရမှာသူပါဝင်အမှုထမ်းခဲ့ပါတယ်။ Academic အနေနဲ့ ရန်ကုန်တက္ကသိုလ်မှာဥပဒေကတိကလုတ်ခဲ့တဲ့ဒေါက်တာမောင်မောင်က1960ကနေ1962မှာအမေရိကန်နိုင်ငံ Yale တက္ကသိုလ်မှာဧကတိကအနေနဲ့စာပေတွေပို့ချရင်စောက်တီပြုစုခဲ့တယ်လို့ဥပဒေပါရဂူတနည်းအားဖြင့်ပြောရတော့တရားရေးသိပ္ပံပါရဂူဘွဲ့ထက်ရပါတယ်။ဒါကြောင့်မလို့ဥပဒေဘွဲ့ကိုပါရဂူဘွဲ့နှစ်ထပ်ခွင့်ရတဲ့သူဟာညမပြီမှာတတိယမြောက်လူတူဖြစ်လာပါတယ်။တော်တော်ရှားပါတဲ့အနေထားမျိုးဖြစ်ပါတယ်။သူ့ကို အနာသိမ့်တဲ့ချိန်မှာညီမကြီးပြန်မှုပြောကြပေမဲ့သူကတော့ညီမကြီးကိုပြန်သွားခဲ့ပြီးတဲ့နောက်ဦးနေဝင်းကသူ့ကိုတရားသူကြီးချုပ်တရားလွှတ်တော်ချုပ်ရဲ့တရားသူကြီးနေရာပေးပါတယ်1965မှာတော့သူကတရားသူကြီးချုပ်ဖြစ်လာပါတယ်ဒါဟာကမ္ဘာမှာအသက်ငယ်ဆုံးတရားသူကြီးချုပ်ဖြစ်တယ်လို့လည်းဝီစီညီမပိုင်းကစောင်းမတစ်ခုမှာဆိုပါတယ်သူကစာရေးကောင်းသူတယောက်လို့ပြောကြပေမဲ့သူ့ရဲ့စာပေတွေမှာတော့ဦးနေဝင်းကိုချီးကျူးတာတွေများခဲ့တယ်လို့လည်းဆိုပါတယ် နောက်တရှိရာဇဝင်လို့ခေါ်တဲ့နိုင်ငံရေးကောင်းဆောင်တချို့ဥပစွေဦးကျော်ငိမ်းဘူနေဝင်းတို့ကိုဖော်ပြရေးသားထားတဲ့တရှိရာဇဝင်စာအုပ်ကိုလည်းသူရဲ့လက်ရာစာအုပ်တို့ဖြစ်တယ်လို့ညွှန်ဆိုကြပေမဲ့တစ်ဖက်ကတကုံတရားရေးတဲ့ရုပ်ပုံလွှာလောက်တော့လူလူချားမှသူတိမများခဲ့ပြန်ပါဘူးသူရဲ့စာပေလက်ရာတွေထဲမှာလူလူချားလူငယ်တို့ချားဒီစစ်တပ်ရဲ့ ရန်ရလို့ပြောရမယ်ဝါရဖြန့်ချီရေးကိစ္စတွေမှာအင်မတန်ထိရောက်တဲ့စာအုပ်ကတော့တမောင်စစ်တီတို့လို့ဖြစ်ပါတယ်။တမောင်စစ်တီတို့ဆိုတဲ့စာအုပ်ကစစ်တပ်ကတော့စင်းသူ့ရဲ့သားနောက်ချိန်မှာဘုံချုပ်ဖြစ်လာမဲ့နောက်ချိန်မှာရာလုံးဝအဖွဲ့ဥက္ကဋ္ဌဖြစ်လာမဲ့ဥကြော်သူအတွက်ရေးတာပါ။အဲ့ဒီစာအုပ်ထဲမှာဂျပန်ခေတ်စစ်တပ်ဟာဘလိုမျိုးခက်ခက်ခဲခဲရှင်သန်ခဲ့ရတယ်ဒီလိုခက်ခဲတွေကြားကနေဂျပန်ရဲ့နှိမ့်ဆက်မှုကြားကနေလွတ်လပ်ရေးအတွက်ဘလိုတိုက်ပွဲဝင်ခဲ့တယ် ဆိုတာမျိုးသူကအဓိကရေးသားပြီးတော့လွတ်လပ်ရေးနဲ့အတူပေါက်ဖွားလာတဲ့လွတ်လပ်ရေးအတွက်ဆောင်ကျင်းပေးခဲ့တဲ့ဘဘတက်မတော်ဆိုတဲ့ပုံရိပ်ကိုပေါ်ဆောင်တဲ့နေရာမှာလဲတော်တော်လေးသုံးဝင်ပါတယ်ဆိုတော့တစ်ဖက်ကဖက်စစ်တော်လိုင်းရေးကပေါက်ဖွားလာတဲ့တက်မတော်ဆိုတဲ့ပုံရိပ်ကိုယူတဲ့ဘာဆလာအစိုးရအတွက်လဲဒါဟာမြို့တိုင်းဝါဒဖြတ်ဖြစ်ပါတယ်ဒီစားအုပ်ထက်မှလဲဘူကျောင်းဆန်း ကောင်းချောင်းတစ်ဖက်ကဘူနေဝင်းရဲ့စီယုံကောင်းချောင်းရဲဘော်ရဲဘက်တွေနဲ့တူတသားတဲ့နေတဲ့အကြောင်းဆိုတဲ့ဖုံးတော်ဖွဲ့တွေကိုရေးသားထားပြီးတော့တစ်ဖက်မှာတော့ဘူလက်ရဘူရီရစတဲ့ဒီရဲဘော်သုံးချင်းခေါင်းဆောင်တွေကိုကိန်းခံကြည့်တယ်အားလုံးနဲ့တူတသက်မထဲမနေတတ်တဲ့အခါမှာသူတို့တွေတက်နဲ့ဝေးကွာတဲ့စသဖြင့်သူ့ရဲ့အမြင်တွေကိုတင်ပြရေးသားပါတယ်နောက်တစ်ဖက်မှာလဲသူ့ရဲ့စာအုပ်တွေမှာဘူနေဝင်းကို ုံဖော်ပုံတွေကအင်မတန်ထူးခြားကောင်းမွန်ပါတယ်။ဒါကြောင့်မလို့ဗိုလ်ချုပ်ကြီးနေဝင်နဲ့ဗိုလ်ချုပ်နေဝင်နဲ့ညီမနိုင်ငံကြီးခီးဆိုတဲ့စာအုပ်မှာသူအမျိုးသားစာပေစုရပါတယ်။အဲ့တော့ဥပဒေပညာမှာအရန်တော်တယ်ထူးခြားထက်မြက်တဲ့ပညာရဲ့စွမ်းရည်တွေအစာရေးသားစွမ်းရည်တွေရှိပေမဲ့သူ့ရဲ့ပညာရဲ့အရေးချင်းတွေကိုဗိုလ်နေဝင်အစိုးရအတွက်သူတောက်လျှောက်သုံးတော်ခံခဲ့တာလို့သုံးသပ်နိုင်ပါတယ်။အဲ့တော့1980 လေးခြေခံဥပဒေဖွဲ့ဖွဲ့စည်းပုံခြေခံဥပဒေအတီးပြုတ်ပြီးတဲ့နောက်မှာတော့သူဟာမဆလာရဲ့နိုင်ငံတော်ကောင်စီဝင်ဖြစ်လာပြီးတော့သူ့ရဲ့မွေးစားတီအမရပူရာကနေတပါတီစနစ်မှာရွေးကောက်ခံခဲ့ပါတယ်ဒီလိုနဲ့ပဲမဆလာရန်ရဲကြီးမှာသူနိုင်ငံတော်ကောင်စီဝင်ဖြစ်ရှင်းနေချုပ်ဖြစ်သူတာဝန်ထမ်းဆောင်ခဲ့ရင်1988ခုနှစ်မှာတော့သူနိုင်ငံတော်တမနာဖြစ်လာပါတယ်ရှေ့ကရှေ့လေးလုံးရွေးတော်ပုံကိုရှေ့ရှစ်လမှာ ထုတ်ခွဲခဲ့တဲ့ဥစဉ်ရယ်နောက်ပိုင်းမှာသူသမဏဖြစ်လာပါတယ်ဆိုတော့သူနဲ့ပတ်သက်ပြီး88ကာလမှာအမှတ်တရတွေကလည်းအများကြီးရှိနေတာပါ88ကာလမှာသူ့ကိုနဖူးပြောင်ပြောင်ယူကြောင်ကြောင်ဥမောင်မောင်ကိုဖြုတ်ချဖြုတ်ချဆိုတဲ့ကြွေးကြော်သားနေနဲ့သူကြွေးကြော်ခဲ့ကြပြီးတော့1988ခုနှစ်မှာပဲသူပြောခဲ့တဲ့တမကအစောက်အုံကြီးကိုပြပြပပကြီးအုပ်မြချကြတာပေါ့ဆိုရယ်မိန်ကွန်းကလည်းနိုင်မဲ့ကြည်ပါတယ်ဒါပေမဲ့တမကအစောက်အုံကြီးကိုပြပြပပအုပ်မြချကြဖို့ ဒီမိုကရေစီအုပ်မြစ်တွေချကြဖို့မြို့သားရညစီရေလှုပ်ဖို့ဆိုတဲ့ကိစ္စတွေကိုတော့သူမလုပ်နိုင်ခဲ့ပါဘူး။ဒါကလည်းသူအရက်သားတယောက်အနေနဲ့စစ်တပ်ကစစ်ဘိုးတွေဦးစီးတဲ့အစိုးရမှာတမနာလုပ်နေရတာဟာဘာမှအာဏာတယောက်မှုမရှိဘူးဆိုတာလည်းပြနေပါတယ်။စစ်တပ်ကမမိတ်ကန်ကန်ထွက်လာကြတဲ့တမနာတွေအရာရှိကြီးတွေရဲ့လယ်မှာသူဟာအရက်သားတယောက်အနေနဲ့သူဘာမှမလုပ်နိုင်ခဲ့ပဲမြို့သားရညစီရေအတွက်လည်းအဲ့ဒီခါကဂျာပြတ်အစိုးရကိုတောင်းဆိုနေကြတယ်ပြည်သူလူထုရဲ့တောင်းဆိုချက်တွေသူဘာမှမလုပ်နိုင်ပါဘူး ဒီတော့သူရဲ့ခနာလေးတောင်မစောင့်နိုင်ဘူးလားဆိုတော့ညှိတွားတဲ့မင်းကုန်းဟာလည်းနာမည်ကြီးပါတယ်ချင်းနေချုပ်အဖြစ်တရားသူကြီးချုပ်အဖြစ်တာဝန်တွေယူခဲ့ရပေမဲ့တစ်ဖက်မှာခေါင်းဆောင်ကြီးပုန်နေဝင်းကိုသူ့ရောက်ခမဖမ်းခံရတော့မှမပြောရတဲ့အထိကြောက်ရွံ့ခဲ့ရတဲ့ဥမ္မောင်မောင်လိုလဲဆရာအောင်ဗလာကသူ့ရဲ့ဒီပုန်နေဝင်းဇလန်းချုပ်သူများဆိုတဲ့စာအုပ်ထဲမှာရေးပါတယ် စာရေးကောင်းတဲ့ဥမ္မောင်းဟာ1990ချုပ်ကာလတွေမှာလဲ88လူလူရေးတော်ဘုံကြီးကြောင့်စာအုပ်ထုတ်ပြီးရေးပါတယ်ဒီစာအုပ်ထဲမှာတော့7လုံးရေးတော်ဘုံကြီးကိုပုံဖြတ်ထားတာတွေနောက်စူပူအောင်ချွတ်မှုတစ်ခုအနေနဲ့သာပုံဖော်တာတွေကိုရေးသားပြီးတော့ဒါဟာအရေးတော်ဘုံဆိုလို့ဆိုလိုက်ရင်လူလူကြားကပေါက်ဖွားလာတဲ့အရေးတော်ဘုံဆိုတဲ့သဘောတရားကိုနားမလည်ပဲအစိုးရဘက်ကနေမျက်မှန်စိမ်းချက်ပြီးတော့ကြည့်တတ်တဲ့သဘောတဘာဝကိုလည်းဖော်ပြနေပါတယ် 1988ရေတော်ဘုံကြီးဒီရေတော်ဘုံကြီးကာလမှာသူတမနာဖြစ်ပေမဲ့88စက်တင်ဘာလမှာအာနာတိတ်မှုကိုသူကတရားရေးအရာ legitimacy လို့ခေါ်တဲ့တရားဝင်မှုရှိအောင်ဥပဒေနီလန်အရာအစင်အစင်လိုက်အစင်သင့်ဖြစ်သွားအောင်သူစီစဉ်ပြီးခဲ့တယ်လို့လဲထောက်လိုက်ရေးဟောင်းဘုခင်ညွတ်ရေးတဲ့သူရဲ့ဘဝအထွေထွေစာအုပ်ထဲမှာပါပါတယ်ဆိုတော့ပူစောမောင်တို့အာနာတိတ်မယ်ဆိုတဲ့ကိစ္စမှာ အားလုံးဥပဒေအရဒီဖြစ်သွားအောင်ပုံမမောင်လုပ်ပေးလိမ့်မယ်ဒေါက်တာမမောင်လုပ်ပေးလိမ့်မယ်လို့ဘူနေဝင်းကပြောတယ်လို့ဆိုပါတယ်ဒေါက်တာမမောင်ပြင်ဆင်ထားတဲ့စာအိတ်၄အကိုညမအတန်အတန်နှင်ဌာနမှာအစင်လိုက်ဖက်ခဲ့ရတယ်လို့လည်းဘုခင်ညွန့်ရဲ့စာအုပ်ထဲမှာရေးသားပါတယ်ဆိုရင်88အနာသိမ့်မှုကိုဥပဒေနီးအရဒီဒီကျဖြစ်သွားအောင်ဒေါက်တာမမောင်ကလုပ်ပေးခဲ့တယ်လို့ပဲသတ်မှတ်ရမှာဖြစ်ပါတယ်ဘုမချုပ်မမောင်ရောဒေါက်တာမမောင်ရောဟာဦးနေဝင်းအတွက်အလုပ်လုပ်ပေးခဲ့ကြသူတွေဖြစ်ပေမဲ့ဘုမချုပ်မမောင်ကတော့ တက်ကနေအစိုးရနားခဲ့ရပြီးအာနာပလင်နဲ့ဝေးခဲ့ရပါတယ်။တစ်ဖက်မှာကျွတ်ကျွတ်ကုတ်ကုတ်နဲ့ဘုန်နေဝင်းအစိုးရအတွက်မှုတော်ထမ်းခဲ့တဲ့ဒေါက်တာမမောင်ကတော့တမနာတီဖြစ်ခဲ့ပေမဲ့သူ့အာနာဟာတကယ်တမ်းဘာမှမရှိဘူးဆိုတာကရှင်းရှင်းအရေးတော်ပုံကြီးမှာတတိပြခဲ့ပါတယ်။သူ့ကိုဥပဒေကြောင်းအရအင်မတန်တော်ထက်မြက်တဲ့သူပုဂ္ဂိုလ်တူဖြစ်တဲ့အတွက်နိုင်ငံတကာမှာဒီထက်ပိုပြီးအရာရောက်တက်မိမဲ့သူကတော့ဥနေဝင်းအစိုးရရန်ရရဲမှာပဲနှိမ့်ညွတ်ခဲ့ရတာပါ နှစ်ယောက်စလုံးရဲ့အင်္ဂလိပ်စာရေးသားတွေစာပေရေးသားတွေဟာအင်မတန်ကောင်းမွန်တယ်လို့သူတို့စာအုပ်တွေကိုဖတ်ခဲ့ရတဲ့ပညာရှင်တွေကလည်းပြောပါတယ်။နောက်ဒီလိုစာရေးရေးသားတဲ့အခါမှာမှုချုပ်မောင်မောင်ကတော့ဥနေဝင်းကိုဝေဖန်ရေးသားတာတွေရှိတယ်။ဒါပေမဲ့သူ့ရဲ့ဆိုရှယ်အင်ဆောင်ဆိုရခက်ကာလတွေကိုကောက်ွယ်ပေးခဲ့တာတွေရှိတယ်လို့လည်းရေးပါတယ်။နောက်ဒေါက်တာမောင်မောင်ကတော့ဥနေဝင်းကိုအမြဲတမ်းမဝေဖန်မဲနဲ့ထားခဲ့သူပါ။ ။နှစ်ယောက်စလုံးဟာ50ခုခြေကံဥပဒေကိုတိုက်ခဲ့ကြသူတွေဖြစ်ပေမဲ့ဘုံချုပ်မောင်မောင်ကစစ်သားဘုံချုပ်မောင်မောင်ဆက်ရနာတိမှုကိုဥဆောင်တဲ့ဘုံချုပ်မောင်မောင်ကပွဲစည်းပုံခြေကံဥပဒေကိုမဖျက်ဖို့ကြိုးပမ်းပြီးမှအနာသိမ့်ခဲ့တာပါ။ဒါပေမဲ့ဒေါက်တာမောင်မောင်ကတော့50ခုခြေကံဥပဒေကိုဖျက်ခဲ့တဲ့အစိုးရမှာသူပါဝင်ခဲ့ပါတယ်။ဘုံချုပ်မောင်မောင်ကတထဲကနေမထွက်ခဲ့ရပဲနဲ့တပ်မှာဆက်ရှိနေမယ်။အဲကံကောင်းရင်သူတက်ရဥဆောင်မှုကိုသူရခဲ့မယ်ဆိုရင်တော့ မြန်မာစစ်တပ်ဟာထိုင်းစစ်တပ်လိုမျိုးအရသာဆိုးရကိုအမြဲတမ်းထိန်းကျောင်းပြီးအာဏာသိမ်းမှုစောင့်ကြည့်နေတဲ့စစ်တပ်မျိုးဖြစ်သွားနိုင်ပါတယ်။သို့တော်ညာလည်းဒီလိုအာဏာသိမ်းမှုဆိုတဲ့ကိစ္စမှာဘူအောင်ကြီးတို့ဘုံမောင်မောင်တို့ကအင်းစီးပွားရေးကိုဖွင့်နိုင်ငံရေးကိုပိတ်တဲ့ပုံစံမျိုးသွားနိုင်တယ်လို့လည်းတချို့ကသုံးသပ်ပါတယ်။ဒါပေမဲ့ဥနေဝင်းလိုမျိုးနှစ်ရှည်လာများအာနာသိမ့်မှု စစ်တပ်ကိုအာဏာသိမ်းထားဖို့အာဏာကိုစုပ်ကင်ထားဖို့ဆိုတဲ့ယူဆမျိုးပုံကြီးနဲ့ပုံမမောင်တို့ကလက်မခံဘူးလို့လည်းဆိုပါတယ်ဒီတော့ဒီလိုဆယ်စုနှစ်နှစ်ခုကြာဆယ်စုနှစ်သုံးခုကြာဆရာနာသိမ့်မှုတွေတော့ရှောင်နေနိုင်မယ်လို့လည်းတချို့ကယူဆပါတယ်အဲတစ်ဖက်မှာလည်းဒေါက်တာမမောင်ကိုယ်တိုင်ကပုံနေဝင်အစိုးရအတွက်အလုပ်မလုပ်ပေးခဲ့ရင်ပုံနေဝင်အစိုးရကိုထိန်းချုပ်နိုင်ခဲ့မယ်ဆိုရင်ဥပဒေလမ်းကြောင်းအရတက်မှတ်နိုင်ခဲ့မယ်ဆိုရင်ဘုံဘုံကောင်းမွန်တဲ့နိုင်ငံရေးစနစ်တစ်ခုကို သွားနိုင်မလားဆိုတဲ့ရှုစားချက်တွေရှိပေမဲ့ဒီစနစ်ထဲမှာနှိမ့်မြုပ်သွားတဲ့တားကောင်တယောက်အနေနဲ့နှယောက်ဦးစလုံးကတော့တမိုင်းကြောင်မှတ်လာခဲ့တဲ့မောင်မောင်တွေဖြစ်ခဲ့ရပြီးတော့မောင်မောင်ဆိုလေး TU ရှင်ရဲ့သူတွေပုံနေဝင်းရဲ့အမှုတော်တန်းတွေဖြစ်တမိုင်းမတန်ဝင်သွားခဲ့ပါပြီ။